အားလုံးပဲမင်္ဂလာပါရှင်။၂၄နာရီတွင်ထူရှားတဲ့ပြည်ရင်းမိပါစိတ်ဝင်စားဖွယ်တဲ့တဲ့နေကိုတင်ဆက်ပေးပါတော့မယ်။ကျမရောမြတ်တီကိုပါ။ဟဲဒီစီများအမြင့်ဈေးညာရှိနေတဲ့တဲ့။ပူရောပါတော့ဝိုင်းရှမ်ပိန်နဲ့ဝီစကီများကိုအခု200ရာခိုင်နော်တိုးကောက်မယ်လို့ဒေါ်နယ်ထရန့်သတိပေးလိုက်တဲ့တဲ့။ငလေများစရိုက်လောက်ခတ်မှုကြောင့်ဘေးလို့ရာကိုထောင်ထဲရှိတာထပ်ပေးသွားတဲ့တဲ့။ ယူရိုပါလီမှာမန်ယူဘူဆွဲဖို့အတွက်ရေပန်းအစားဆုံးဖြစ်လာတဲ့တဲ့ဘာဝင်အစားရှိတဲ့ပြည်တွင်းပြည်ပဆဲဝစားဖွဲ့ရတဲ့တဲ့နေကိုတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်။ဖရဲဒီစီဟာအမြင့်ဘက်မှာရှိနေရလို့သိရပါဗျ။ဒီသတင်းတော့လည်းမြတ်တူကွာပြပို့လာပါဗျ။ အခုနဲ့ဖယဲဒီပေါ်ချိန်မှာဖယဲဒီစီဟာအမြင့်ဘက်မှာရှိနေရလို့ဖယဲဒီဆိုင်ပြောင်းချသူတွေထားအသိရပါတယ်။လက်ရှိမကွေးပြည်ပေါ်မှာရှိတဲ့ဖယဲဒီစီကွက်မှာဖယဲဒီတလုံးကိုအနည်းဆုံးဈေး3000ကျပ်ကနေအမြင့်ဆုံးဈေး6000ကျပ်ဈေးနဲ့ရောင်းချနေကြတာပါ။မကွေးတဲ့တဝိုင်းမှာဖယဲဒီမျိုးစားလေးမျိုးထွက်ရှိပြီးတော့ကြောက်စင်းဒီနဲ့ကလေးဒီမျိုးစားကပိုရောင်းရတတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်ကဖယဲဒီတလုံးကိုအမြင့်ဆုံးဈေး9000ကျပ်တိုင်းရှိခဲ့ပြီးတော့အခုနှစ်ကအမြင့်ဆုံးဈေး6000ကျပ်ဖြစ်နေတဲ့အတွက်ဈေးကွက်ဟာမှု ရှိနေပေမဲ့အခုနှစ်ကပိုရောင်းကောင်းတယ်လို့သိရပါဗျ။မကွေးနယ်တဝိုင်းမှာဖျဲစီများစွာရောင်းချတဲ့ကာလဟာတပုတ်ရဲလာကနေကစုံလားထိရောင်းချကြဖြစ်ပါတယ်။ဒီနေ့ရထူးခြားနိုင်ငံတကာတဲ့တပုတ်ကိုလည်းလက်ခံရရှိထားပါသေးတယ်။ဥရောပထောဝိုင်းရှမ်ပိန်နဲ့ဝီစကီများကိုအခုနှစ်ရာခိုင်နှုန်းတိုးကောက်မယ်လို့ဒေါ်နယ်ထရန့်သတိပေးလိုက်ပါတယ်။ဒီသတင်းကိုတော့ငင်းချအောင်ပါပြပလာပါ။ အမေရိကန်နမရဒေါ်နယ်ထရန့်ကဥရောပနိုင်ငံတွေဘက်ကအမေရိကန်နိုင်ငံကိုထုတ်လုပ်ဖြဲရှိတဲ့ဝီစကီတွေကိုအခု90ခန်းတို့ကောင်မဲ့အစီအစဉ်ကိုအကောင့်ထဲပို့မယ်ဆိုရင်ဥရောပနိုင်ငံတွေကထုတ်လုပ်ဖြဲရှိတဲ့ white champagne နဲ့ဝီစကီတွေကိုအခု100ခန်းတို့ကောင်ဖို့အတွက်စီစဉ်သွားမယ်လို့ပြောကြခဲ့ရလို့သိရပါတယ်။ဒေါ်နယ်ထရန့်ဟာဥရောပနိုင်ငံတွေကအမေရိကန်နိုင်ငံတွေကိုတည်သွင်းတဲ့ကုန်စည်တွေကိုအခွန်တိုးမြှင့်ကခံမယ်လို့ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာဥရောပနိုင်ငံတွေဘက်ကလည်းဥရောပနိုင်ငံတွေကိုတည်သွင်းနေတဲ့ကုန်စည်တွေကိုအခွန်တိုးကားဖို့အတွက်ဆုံးဖြတ်ခဲ့ပြီးတော့ ော့အမေရိကန်ကထုတ်လုပ်သင့်တဲ့ဝီစကီတွေကိုအခု90ရာခိုင်နှုန်းတိုကားဖို့အတွက်စီစဉ်ခဲ့တာဖြစ်ပါတယ်။ဒေါ်နယ်ထရန်ကဥရောပနိုင်ငံတွေဘက်ကအမေရိကန်ကနေတင်သွင်းတဲ့အဖျော်ရမကားတွေကိုအခုတိုကောက်မယ်ဆိုရင်ဥရောပနိုင်ငံတွေကနေအမေရိကန်ကိုတင်သွင်းတဲ့ရှန်ပိန်နဲ့ဝီစကီတွေကိုအခု100ရာခိုင်နှုန်းတိုကောက်ခံမယ်လို့တတိပေးခဲ့တာဖြစ်ပါတယ်။တကယ်လို့ဒေါ်နယ်ထရန်ကအခုတိုကောက်ဖို့အတွက်ဆောင်မယ်ခဲ့မယ်ဆိုရင်ကမ္ဘာကျော်ဝိုင်နဲ့ရှန်ပိန်အများသထုတ်လုပ်ပြန်မြူတဲ့ပြည်ထောင်နိုင်ငံနဲ့ဝီစကီအများသထုတ်လုပ်ပြန်မြူတဲ့စကော့တလန်နိုင်ငံတို့ဟာထိခိုက်မှုတွေကြီးမားနေတယ်လို့သိရ ရပါတယ်။ဆက်လက်ပြီးဒုရှားနိုင်ငံတကာဒိန်းသဘောကိုလည်းတင်ဆက်ပေးခြင်းပါတယ်။ငလင်နေစရိုက်လောက်ခတ်မှုကြောင့်ဘေးလွတ်ရာကိုထောင်နဲ့ရှိကရှောင်းနိုင်သွားပါတယ်။ဒီသတင်းကိုတော့ငင်းချက်အောင်ပါပြပူလာပါဗျ။ ငလယ်တွင်စတိုက်လောက်ခတ်ခဲ့တာကြောင့်အီတလီနိုင်ငံနေပယ်မြို့မှာနေထိုင်သူတွေဟာဗေးလွတ်ရအောင်ရှောင်နေခဲ့ကြရလို့သိရပါတယ်။ယမန်နေဒီတာဆန်တော်ချိန်မနက်09:25မိနစ်မှာအင်အားအသင်းသင်းရှိတဲ့ငလယ်တွေစတိုက်လောက်ခတ်ခဲ့တာဖြစ်ပြီးတော့ငလယ်ရဲ့ပြည်ဟာလက်တက်မလေးတီမကနီကျူးရှိရလို့အီတလီငလယ်စံပြတိုင်းနာရဲ့ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ငလယ်လောက်ခတ်တာကြောင့်အစာအုပ်တရှိပစီမှုတွေလည်းပြပေါ်ခဲ့ပြီးကားတွေလည်းပျက်စီးခဲ့လို့သိရပါတယ်။ဒေသခံအနေနဲ့အင်အားပြည့်ကနေတဲ့စတိုက်လောက်ခတ်မှာကိုစိုးရိမ်တာကြောင့်အထက်မြေဆောက်ဝေးနဲ့အလံဝေးရဲ့နေရာတွေနဲ့ ကွေးပြည်နယ်မှာတညာတိတ်လျှောက်နေထိုင်ပြီးတော့ရှောင်းနိုင်ငံ့သူဦးရေဟာလည်းထောင်ထဲရှိပြီးတော့ရှိခဲ့ပါတယ်။2024ခုနှစ်မေလတုန်းကလည်းလည်းနေပယ်မြို့မှာအင်အားပြင်းထန်နေစတဲ့လှုပ်ခတ်ခဲ့ပြီးတော့တိခိုက်မှုကြီးမားတဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့လို့သိရပါတယ်။အခုနောက်ဆုံးတင်ဆက်ပေးချင်တာကတော့အကစားတရင်တပုတ်ကိုတင်ဆက်ပေးချင်ပါတယ်။ယူရိုပါလီမှာမိုင်းဘိုးဆွဲဖို့အတွက်ရေဖန်အစားဆုံးဖြစ်လာပါတယ်။ဒီတင်ဆက်လို့တော့ညင်းချောင်းဝါပေးပို့လာပါဗျ။ ဆိုစီတဲ့အတင်းကိုကိုပြက်နိုင်ယူပြီးတော့ quarter final တက်ရောက်လာခဲ့တဲ့မန်ယွတ်ဒီဟာယူပါလီမှာပိုးဆွဲဖို့အတွက်ရေပန်းအစားဆုံးတင်းဖြစ်လာရလို့သိရပါတယ်။မန်ယူဟာဆိုစီတက်ကိုအဝေးကွင်းမှာတကူးစီတည်ကြခဲ့ပေမယ့်အိမ်ဝေးမှာကစားခဲ့တဲ့ဒုတိယကြောက်ပွဲစဉ်မှာတော့လေကိုတကူးနဲ့နိုင်ရခဲ့ပြီးတော့အသင်းကောင်းစာဘရူနိုဖာနန်ဒက်စ်ကလည်းအဆိုပါပွဲစဉ်မှာ hat trick တွေနိုင်ခဲ့ပါတယ်။မန်ယွတ်အသင်းဟာ quarter final မှာလိုင်ယွန်အတွင်းနဲ့ဆုံတွေ့ရတာဖြစ်ပြီးတော့အကျိုးပေးလူပွဲမှာတော့ဆုံတွေ့ရမှာဖြစ်ပါတယ်။ယူပါလီမှာပိုးဆွဲဖို့အတွက်ရေပန်းအစားတဲ့အသင်းစီရင်မှာ မန်ရွဲ့နောက်ဒုတိယနေရာမှာ Viva O နဲ့တတိယနေရာမှာ Spartan တို့ကအစိမ့်လိုက်ရတည်နေပါတယ်။မန်ရွဲ့အသေးနည်းပြအင်မိုရင်ကဆိုစီတက်ကိုကျော်ဖက်နိုင်ခဲ့တာဟာ Bruno Fernandes လိုကစားသမားမျိုးကြောင့်ဖြစ်ပြီးအသင်းကိုပုံစံကျလာအောင်အားစိုက်ကြိုးပမ်းနေတယ်လို့ပြောကြခဲ့တယ်လို့လည်းသိရပါတယ်။အခုတင်ဆက်ပေးကြတာတွေကတော့မြန်မာရှိရဲ့24နာရီအနည်းကတည်းကဖြစ်ပါတယ်။တချို့အာမင်းနေကြပိတ်သက်မြန်အားလုံးကျမ်းမာရှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။